ပြီးကုန်နေချင်းဆွေးနေတာမှန်ပါဟုတ်ကျွန်တော်နည်းနည်းလေးပြောလို့လားကျွန်တော်နှစ်ခါအထိကျွန်တော်တို့လေဟိုကျွန်တော်ပရီကွန်ဒီရှင်းဆွေးနွေးဖို့ပြောကြတယ်ဟိုညှိနှိုင်းရေးများနည်းနည်းလေးပိုကြသွားမလားလို့ကျွန်တော်စိတ်ပူကြတယ်တကယ်လို့ဒီဘက်ကကျတော့ပရီကွန်ဒီရှင်းဆွေးနွေးတာမမအောင်မမအောင်ဖြစ်သွားတယ်ဟုတ်ဆိုကျွန်တော်တို့တကယ်တီးလို့အစည်းအဝေးလာကျွန်တော်ဒီနေ့လာတဲ့ဆွေးနွေးပွဲကိုလာတဲ့လူတွေကညှောင်းနေထားကြတာကလေးပွင့်ဆိုင်နှီးလန်းနဲ့ကျွန်တော်တို့ကခုန process တွေကိုဖျက်ဆီးမယ်လို့ မျောလင့်ထားပြီးကျွန်တော်တို့လာကြတာအခု precondition ဆွေးနွေးမှာကျွန်တော်တို့သိလိုက်တာကပညာရေးဝန်ကြီးဌာနကလည်းပညာရေးဝန်ကြီးဌာနအနေနဲ့ဥရိမူကြတင်မယ်တပတ်တွင်တင်မယ်အဲ့တော့ဟိုလွတ်တော်ပဲအပိုင်းကလည်းလွတ်တော်ပဲအပိုင်းဖြစ်တဲ့အတွက်ဥရိဆွေးနွေးတဲ့အပိုင်းမှာသွားဆွေးနွေးရမယ်ဆိုတော့တကယ်လွတ်တွေ့ဖြစ်ပြကြီးကတခြားစီဖြစ်နေအဲ့တော့ဒါ precondition ပေါ်ပဲကျွန်တော်တို့ကကျေစုတင်ရမှာဖြစ်နေတယ်အခုချိန်နေရဟုတ်လေဟို၎င်းဖြစ်ဘူးကိုကြီးတို့ဆွေးနွေးပွဲရ၎င်းဖြစ်ပါလာဟတာဖြစ်ပါတွတ်တော်ဒီတွတ်တော်ကိုရောက်လာတဲ့ bill ကိုမိမိသဘောနဲ့ဘယ်တော့ခံမှမဆုံးဖြတ်ဘူး တော်တော် feel hearing ပေါ့ကြားနာခြင်းဆိုတာရှိတယ်ကြားနာရင်ဥပဒေကျမ်းတင်သွင်းတဲ့အဖွဲ့အထူးကဆိုရဘက်ကဒီနိုင်ငံကြီးကဏ္ဍနောက်ဆိုထားတဲ့ကျောင်းသားအဖွဲ့အစည်း NNER အခြားစိတ်ပါဝင်သောပုဂ္ဂိုလ်များကိုကြားနာဖို့ဖြစ်ကြတဲ့အကြောင်းဥပပေါင်းဆိုင်မှုကရှိမှာဒီတိုင်းတော့ပါတော်တော်ဒီပညာရေးဝန်ကြီးဌာနတင်လာတာနဲ့ကျန်တဲ့လူဘလူအောင်ဖိတော်ပဲနဲ့ပညာရေးဝန်ကြီးဌာနချိတ်လုပ်တဲ့အစ်စ်ဘယ်တော့မှမရှိခဲ့ဘူးကျွန်တော်ရှိတဲ့ဥပဒေတိုင်းနဲ့သူတို့တင်တိုင်းလည်းမဖြစ်ပါဘူးအခုတနေ့ကပဲ မြန်မာနိုင်ငံစစ်စစ်ချုပ်ဥပဒေစစ်ချုပ်ကိုတိုင်းလာတာပဲအကုန်လုံးမလက်မခံတဲ့ဟာရုပ်တော်ကကပြင်းနေတာလေးပြင်းနေတာပါဒီလိုရှိပါနော်အလကဟာတမမြည်ဘူးဒီတိုင်းသွားမှာဥပောက်ဆိုရင်စစ်တမဘူးဒီလေးဘုံဆိုင်စပီတောင်းဆိုရဲဟောဆိုရအောင်အမှန်ဆိုရင်ဒီဝင်းဆိုင်မဟုတ်ဘူးဘက်သုံးဘက်ပဲဆွေးနွေးရမှာပေါ့အဲ့နဲ့နီးရတယ်ကျွန်တော်တို့လည်းလွတ်တော်ရဲ့ဘာလို့လဲဆိုတော့ဥရတခုကိုပြင်မယ်ဆိုလို့ရှိရင်အာနာအပိုင်လုံးဖွဲ့စည်းရလွတ်တော်ပဲအစိုးရကိုဘာလို့ထည့်ရလဲဆိုတော့ ကျွန်တော်နိုင်ငံရဲ့နိုင်ငံရဲ့အခြေအနေရဆိုတော့ကျွန်တော်ကအရင်တော့ဒီတပါတီတူတူယောက်ကိုဗဟိုပြုတ်ပြီးအစုဘက်တစ်ခုကိုဗဟိုပြုတ်ပြီးတော့မှအုပ်ချုပ်လာတဲ့စနစ်ကနေပြီးတော့ဒီမိုကရေစီစနစ်ကိုကူးပြောင်းတဲ့အချိန်မှာကာလတိတ်မကြသေးဘူးအဲ့တော့ခက်မှ၃ကြာတစ်ခုနဲ့တစ်ခုရောဆက်နေတယ်လို့ကျွန်တော်အမြင်ရှိရနိုင်ငံရေးဖြစ်စဉ်တွေမှာနော်အဲ့တော့ကျွန်တော်ကအစိုးရကိုပါဖိတ်တင်နေဆိုပြီးတော့ ကျောင်းသားတွေဆုံးဖြတ်ပြီးဖိတ်တာဖြစ်တယ်။အခုကျွန်တော်မြင်နေတဲ့အမြင်ကဟိုကလုံးမယ်ဒီကလုံးမယ်ကျွန်တော်အဲ့ဒါကြီးဟိုကြည်ကြည်လေးလေးဆွေးနွေးဖို့ထပ်ပြီးအချိန်ယူရမယ်ပေါ့။ဘာဖြစ်ဘာကြောင့်လဲဆိုတော့တခါလေးဖြစ်ရမယ့်ကိစ္စမှာကျွန်တော်တို့ဓမ္မဥက္ကောလို့မြင်ပြီးတော့ဆိုရနဲ့လွတ်တော်နဲ့ဗောလီဘောပုတ်နေတဲ့ကိစ္စကြီးကျွန်တော်အခုချက်မြင်နေရတယ်။ဆိုတော့ဒီမှာအချက်၁၁ချက်မှာလွတ်တော် ီနိုင်ဝင်ကြီးဌာနကလုတ်ခွင်လုတ်ပိုင်ခွင်ထက်ကြော်နေတဲ့အချက်37နိုင်ငံတော်ပြည်သားရဲ့အတုံးစိတ်ကိစ္စတွေလွတ်တော်မှာကျွန်တော်တိတက်ဆွေးနွေးလို့ရတယ်။နောက်တခြားအချက်တွေကိုပြည်သားရေးဝန်ကြီးဌာနမှာဆွေးနွေးလို့ရတယ်။အဲ့ဒါကြောင့်ကျွန်တော်တို့ကကော်မတီဖွဲ့ရေးအဲ့ကော်မတီမှာ20လုံးမှာကျွန်တော်တို့ပါဝင်တယ်လို့ပြောတာ။ကျွန်တော်တို့တက်ဆိုင်တဲ့လူတွေပဲတက်ဆိုင်တဲ့အချက်ကိုဆွေးနွေးသွားပါကျွန်တော်ဆိုလိုချင်တာနှစ်ချက်လုံးမှာကျွန်တော်ကော်မတီအနေနဲ့ပါနေမယ်။ ပြည်ရေးဝန်ကြီးဌာနလုပ်ပိုင်ဝန်ဖောင်ကြော်နေတဲ့အချက်ကိုလွတ်တော်နေမှကျွန်တော်ဆွေးနွေးမယ်။ပြည်ရေးဝန်ကြီးဌာနနဲ့ဆိုင်တဲ့အချက်ကိုပြည်ရေးဝန်ကြီးဌာနမှာဆွေးနွေးမယ်။ဆိုတော့နှစ်ဖက်လုံးကပြဿနာကိုမြင့်မြတ်တက်တာလက်ရှိကျွန်တော်တို့ပြဿနာကိုဖြေရှင်းဖို့တာဝန်ယူပေးမှသာလင်ဒီပြဿနာပြည်လည်မှာ။ဟိုကျွန်တော်နည်းနည်းလေးပြောချင်လို့ပါဟိုကျွန်တော်ကဟိုကျောင်းသားကြီးပြောသလိုဖြစ်နေပြီလားပေါ့နော်။ဒါဆိုတော့မနေ့9နာရီကနေ9နာရီလာရောက်သွားတယ်။အချိန်ကြီးက9နာရီလောက်ပဲပြန်ရောက်သွားသလိုဖြစ်နေတယ်။ဆိုတော့ ကျွန်တော်တို့ခုဒီမှာပြောသွားတဲ့အခါကျတော့ဒီလက်ရှိကျင်ညာရေးဥပဒေကြီးကလွတ်တော်ရောအစိုးရရောကနော်ပြည်သူလူထုရဲ့ပါဝင်မှုကိုထည့်သွင်းပြီးတော့ရေးဆွဲသွားပါတယ်လို့အားလုံးကပြောသွားတော့ကျွန်တော်ကြားရတယ်။ဒါပေမဲ့လက်တွေ့မှာကတော့ပြဿနာတွေတက်နေတာအားလုံးအမြင်ပဲ။ဆိုတော့အခုဒီចောင်းသားတွေရောက်လာတာကျွန်တော်နားလေတာအဲ့ဒီလိုအဲ့ဒီလိုတွေလှုပ်လာပြီးတော့အခုပြဿနာတက်နေပြီဆိုရင်အဲ့ဒီနီလန်းတွေကိုပြန်ဆန်းစစ်ပြီးတော့အဲ့ဒီထက်ကောင်းတဲ့နောက်တစ်ခုလှုပ်ပြနေဆိုတဲ့ပုံစံမျိုးနဲ့သူတို့ကရောက်လာတယ်လို့ကျွန်တော်ကကျွန်တော်တို့ကနားလေ။ဆိုတော့သူတို့အခုပြောနေတာအဲ့ဒီလိုမျိုး အစိုးရ drafting လုပ်တယ်အလွတ်တော် drafting လုပ်တယ်ဒါပေမဲ့အဲ့ process တွေနဲ့သွားတဲ့အခါမှာပြဿနာကျတဲ့အတွက်သူကကူကောင်း committee လို့ဟာရင်းလေးတစ်ခုနဲ့သူတို့ကိုယ်တိုင် drafting လုပ်မယ်လို့သူကတင်ပြတာဒါပေမဲ့အခုဒီကကိုယ်လည်းကြီးတွေကပြန်ပြောနေတဲ့ဟာကြတော့ဒီလိုလိုလိုလုပ်ခဲ့တဲ့အတွက်ပြဿနာကျတယ်အဲ့တော့ဆရာကြီးတို့ဘယ်လိုလုပ်ပေးမလဲလို့ပြောတဲ့အခါမှာဆရာကြီးတို့ကအဲ့ဒါဆိုရင်အဲ့ဒီလိုလေးပဲပြန်လုပ်ကြည့်ပါလားလို့ပြောနေတယ်လို့ပဲဖြစ်နေတယ်ဆိုတော့အဲ့ဒါကကျွန်တော်ထင်တာတော့အဖြေဖြစ်နိုင်မယ်လို့မထင်ဘူး ဆိုတော့ဒါဟိုចောင်းသားတွေပြောတာနဲ့ចောင်းသားတွေပြောသလိုပဲဒီနီးလိုင်းကြီးမဟုတ်တော့ねနောက်နီးလိုင်းတစ်တစ်ခုဖြစ်တဲ့ခုနဟို dropping လုပ်တဲ့ကအားလုံးပါဝင်နေကော်မတီတစ်ခုကိုလှုပ်ကြည့်မလားဆိုတာမျိုးစဉ်းစားကြည့်တင်တယ်လို့ကျွန်တော်အကြံပေးချင်ပါတယ်ကျွန်တော်နည်းနည်းလေးဟိုတင်ပြခွင့်ပြုပါဟိုဒီကចောင်းသားတွေလည်းနည်းနည်းလေးဟိုဖုတ်မဟုတ်လေးတော့နားထောင်ကြည့်ပါဦးเนาะ ဟိုဘာလို့လဲဆိုတော့ဒီမှာကဒီဘက်ကပုံကူတွေကတော့ကျွန်တော်နဲ့စီဝေးပါ NNER ကတော့တွေ့ဘူးနေပါတယ်နော်နောက်ကျန်တဲ့ပုံကူတွေကတော့ကျွန်တော်နဲ့တက်တူရွယ်တူတွေဖြစ်ပါတယ်နော်ကျွန်တော်လည်းတက်ကတူကနေပြီးတော့လုံငယ်တဲ့နှစ်ပေါင်း50ကျော်50ရာနေပြီးတော့ထွက်လာတဲ့ပုံကူတွေပါပဲနော်တက်ကတူတက္ကသတို့တက္ကသအဆောင်ဦးတို့တက္ကသအဆောင်ဦးတို့ကတော့အင်မတန်မြတ်နိုးတဲ့ထဲမှာကျွန်တော်ပါပါတယ်နော်ဟို တက္ကသိုလ်ကျောင်းသားဘဝပေါ့ညီလေးတို့လိုအရွယ်လေးတွေမှာကိုတို့အဲ့လိုပဲခံစားလာကြရတာပါနော်အဲ့ဒါကြောင့်မလို့ NNER နဲ့ဆွေးနွေးတဲ့အခါမှာအမျိုးသားပညာရေးဒီမန်ကိန်းကိုဒီဥပဒေကိုဆွေးနွေးတော့မှတ်မိပါလိမ့်မယ်ကျွန်တော်တို့ရဲ့ခံယူချက်ဟာကျွန်တော်တို့ပြည်သူကိုယ်စားလှယ်တွေရဲ့ခံယူချက်ဟာနော်တက်လာတဲ့ရေဘော်တွေရဲ့ခံယူချက်နဲ့အတူတူပါပဲလို့ဒီပညာရေးစနစ်ကြီးဟာမကောင်းခဲ့တဲ့အတွက်ဒီလိုပြဿနာတွေဖြစ်ခဲ့တယ်လို့ကျွန်တော်တို့ဆွေးနွေးခဲ့ပါတယ်ဆွေးနွေးခဲ့ပါတယ် ဓာကြီးကိုပြင်ဖို့အတွက်ကြိုးစားနေကြတာပါပဲကြိုးစားပြီလို့နှစ်ပေါင်းပြောင်များစွာနှစ်ပေါင်းပြောင်များစွာအခက်အခဲတွေနဲ့ကျုံးလာခဲ့ရအဲ့တော့ဓာတွေကိုပြန်ပြီးတော့ပြောမယ်ဆိုရင်ဟိုလူပြစ်နေဒီလူပြစ်နေဆိုရင်လည်းတမိုင်းကလောက်ချောင်းပြန်လှည့်နေတာပဲဖြစ်မှာပါအဲဒါမလို့ကျွန်တော်တို့အခုပြည်သူကိုယ်စားလှယ်ဖြစ်ပြီးပြည်သူကိုယ်စားလှယ်ဖြစ်ပြန်တော့လေအကန့်တတ်တယ်အသားစီညောင်များစွာရှိပါတယ်ရဲဘော်တို့အခုចောင်းသားတွေကျုံတယ်လို့ကျွန်တော်တို့လည်းပဲကျုံရပါတယ်ကျုံရပါတယ် အဲ့တော့အခုဒီကိုလာတယ်ဆိုတာ6ပွင့်ဆိုင်ဆိုတာကဟို4ပွင့်ဆိုင်ဆိုတာရှုပ်ကုန်ပြီ4ပွင့်ဆိုင်ရော6ပွင့်4ပွင့်ဆိုင်ရောပါဆိုတော့တော်တော်လေးလဲရှုပ်ကုန်ပါပြီအဲ့တော့ကျွန်တော်တင်ပြကျင်တာကကျွန်တော်တို့ပြည်သူကိုယ်စားလှယ်တွေပြည်သူလွတ်တော်ရောအမျိုးသားလွတ်တော်ကိုယ်စားလှယ်တွေကဒီနေ့ဒီအခန်းကိုရောက်လာတာဒီနေ့နိုင်ငံတော်မှာတမျိုးသားလုံးနဲ့ရှင်နဲ့တက်တန်တက်နေတယ်နော် ။ကျောင်းသားတွေလည်းပဲမနစ်နာစီခြင်းမူအစိုးရကိုလည်းပဲအစိုးရအဖွဲ့ကိုလည်းပဲကတ္တနာတွေကိုကြော်လွားစီခြင်းနဲ့ပေါ့။ဒါတကယ်ဆန္ဒအမှန်ပါ။ဒါမှမဟုတ်နိုင်ငံရေးအရကျွန်တော်တို့နော်ကျွန်တော်တို့အော်ဒါလုပ်တာပါ။အဲ့ဒီအော်ဒါလုပ်တဲ့တည်းမှာကျောင်းသားတွေကိုလည်းအော်ဒါလုပ်တာပါ။ဂုံပြူတာပါ။နော်။မိဘတွေကိုလည်းကုန်ပြုတယ်အစိုးရအဖွဲ့ကိုလည်းအကြတဲ့မှဖြစ်စေအသက်ရှူကမကြစေခြင်းနဲ့အခြေအနေမျိုးကအဲ့တော့ခုနကညီလေးပြောလိုက်တဲ့ဟာဟုတ်ဆက်ဆက်ပြော ပညာရေးဝန်ကြီးဌာနနဲ့အစိုးရဘက်ကလွတ်တော်နဲ့ဗောလီဘောပုတ်နေဗောလီဘောပုတ်ချင်းမဟုတ်ပါနော်ဗောလီဘောပုတ်ချင်းမဟုတ်ပါဟိုကျွန်တော်ကျွန်တော်တူဦးတဲ့ခံယူချက်နေနဲ့ဆိုရင်ကျွန်တော်ဗောလီဘောမပုတ်နော် accountability ရှိရမယ် responsibility ရှိရမယ်ကိုတာဝန်ယူရမယ်ကိစ္စကိုတာဝန်ယူမှာပဲကိုခင်မှာတာဝန်မယူနိုင်ဘူးဆိုရင် နောက်လူတွေကိုလွှဲပစ်ခဲ့မယ်ဒါ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 သမိုင်းရဲ့အမွေပဲနော်တရားပုဂ္ဂိုလ်ကြီးတွေဘာလို့ပြောနေလဲဒီစကားတွေအသက်ကြီးမှအမွေပေးနေရတာပဲ အမွေပဲကြာတော့လေကိုတော့မလုံနိုင်တော့ဘူးအဲအဲ့ဒီလိုအခြေအနေပြောပါဒါကမလို့ဒီပညာရေးစနစ်ကြီးကိုတကယ်ကောင်းနေခြင်းတယ်တရားကျွန်တော်တို့အတူတူလောက်ဖို့ခိုင်မဲ့တွေပါပဲဒီဝင်ကြီးတွေလည်းနော်သူတို့ကလည်းအဲ့ဒီစိတ်တက်အခြေခံရှိတယ်ဆိုတာဒီတော့အတိပတ်ပြုဝေဖို့လိုပါတယ်သူတို့ဟာအပေါ်ကနေပြီးတော့ဒီလိုဖိနှိပ်တယ်ဆိုတဲ့အမြင်မျိုးလည်းမမြင်စေချင်ပါဘူးကျွန်တော်တို့ကလည်းတကယ်ပြည်သူကိုယ်စားလှယ်စစ်စစ်အနေနဲ့ရေဘော်တို့ပြင်ပေးပါ ရဲဘော်တို့ကိုကျွန်တော်တို့တကယ်ကုန်ယူပါတယ်အော်နာလုပ်ပါတယ်နော်တို့လည်းပဲဟိုအသက်ရှူအောင်ကြက်လောင်ကြက်လောင်ရတော့လဲမလုပ်ပါနဲ့ကျွန်တော်တို့လူတော်ကိုယ်စားလဲဆိုတာကောမဒီတည်းပါလို့မရအစိုးရအဖွဲ့အဖွဲ့တဲ့ကောမဒီတည်းပါရင်တူးချင်းပဲပါလို့ရတွတ်တော်ရဲ့ကိုစားကျွန်တော်ကဒီထဲမှာပါသွားပြီတွတ်တော်ကိုစားပြောတယ်လို့ပြောလို့ကိုမရဘူးကျွန်တော်ကတူးချင်းအနေနဲ့တော့ကျွန်တော်ပြောလို့ရတယ်နောက်ဟိုမှာလွတ်တော်ထဲမှာကျွန်တော်လိုက်ပြီး lobby လုပ်ပဲ ကျုပ်တော့ဒီထဲပါခဲ့တယ်ဗျာကျုပ်ကဒီဒီပြဿနာဒီလိုတော့ရှိတယ်ဒါပဲရှိတယ်ဒီဟာကိုတားဆီးခြင်းနဲ့အတွေ့လဲဟလာလွတ်တော်မှာကဟလာဟိုဥပဒေပြုရေးကိုလာအဓိကထားပါဆိုတဲ့ဟာမျိုးကိုကျွန်တော်တို့လမ်းညွှန်ထားတာကျွန်တော်ဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့လည်းအနေအထိုင်တော်တော်ကြက်ပါတယ်နားထောင်ရင်နားထောင်ရင်လည်းဘုဟုတ္တရတွေလည်းဒီကောင်းဖြူတော်မှာအသက်80ကျော်တော်မှာ သို့ဘယ်ပဲလို့ဘုသူဒ္ဓတွေရေပေါ်လို့ပြီးသွားတဲ့ဘုသူဒ္ဓတွေကျွန်တော်တို့ရပါတယ်နော်ဒီကပညာရှင်တွေပြီးတဲ့ဘုသူဒ္ဓတွေလည်းကျွန်တော်တို့ရပါတယ်ကျေးဇူးတတ်တင်ပါတယ်တန်ဖိုးလေးရှိပါတယ်အလားအလာလည်းမဖြစ်ပါဘူးဆွေးနွေးလို့ရတဲ့ဟာကိုဆွေးနွေးပါဆွေးနွေးလို့မရတဲ့ဟာကိုအဲ့ဒါထိန်းထားလိုက်ပေါ့တရားကြီးလည်းလို့ရှိရင်ပြည်နေပါတယ်နော်အချိန်လေးပေါ့ဟိုတိုင်သူ့အချိန်နဲ့ကုတဲ့ဟာလေးတွေလည်းရှိပါတယ်အဲ့ဒါကြောင့်မလို့ဆက်စားရပညာရှင်များဖြစ်ပါတယ်ပညာတတ်များဖြစ်ပါတယ် ဆင်ញင်စဉ်းစားပြီးတော့ကအားလုံးကိုနားလည်ပြပါအသက်ရှိတော့ကြအောင်ဒက်ကလော့ဖြစ်အောင်ရှေ့တိုးလို့လည်းမရနောက်ဆုံးလို့လည်းမရအောင်ဆောင်ရွက်ဖို့မတင်မြတ်ပါဘူးဆိုတဲ့အကြောင်းကိုအားလုံးကိုကျွန်တော်ဟိုတင်ပြရပါတယ်လီလီစားတင်ပြရပါဘုရားခုနကတော့ကျွန်တော်တို့ဒီမှာဆွေးနွေးသွားတဲ့အထက်မှာလည်းအစိုးရဘိုင်းကိုကျွန်တော်နည်းနည်းလေးရှင်းလင်းတင်ပြလုပ်ပါရစေနိုင်ငံတော်သမ္မတကြီးအနေနဲ့ကအများကြီးကို စဉ်းစားပြီးတော့မှ16နှစ်လွတ်တော်ဆဆခြင်းကိုဒီကျောင်းသားတွေလိုလားနေတဲ့အမျိုးသားပညာရေးဥပဒေပြင်ဆင်ပေးဖို့ကြအဲ့ဒါတခါတည်းတဝန်လာတန်းပို့လိုက်တဝန်လာပို့လိုက်ကြတဲ့ကသမရာကြီးရဲ့စိတ်ထဲမှာဒါအားလုံးဟာတို့ပြင်ပေးမယ်ပြင်ပေးတဲ့ဟာကိုတွတ်တော်နဲ့အစိုးရနဲ့ပူးပေါင်းဆောင်ရမယ်ဆိုတာတခါတည်းဒီတဝန်လာမှာအကုန်ပါပြီးသားဖြစ်ပါတယ်တချို့ဆိုရင် စိတ်မချမှာဆိုလို့တော့မှဟလားကော်မရှင်ကော်မတီကိစ္စတွေကစပြီးတော့မှအကုန်လုံးတော့ထည့်ပေးလိုက်တာကျွန်တော်ထင်ပါတယ်ဟိုတော်တော်ကိုဟိုတမနာကြီးဟာအားလုံးကိုလုတ်ပေးမယ်ဆိုတဲ့အနေအထားမျိုးလုတ်ခဲ့တာလုတ်ခဲ့တဲ့အတွက်ကြောင့်လည်းကျွန်တော်တို့ဟိုဘက်မှာလာဥအောင်မင်းတို့စပြီးတော့မှဆွေးနွေးစဉ်မှာလဲခုနဥအောင်မင်းလည်းပြောပါတယ်တမနာကြီးကလုတ်ပေးနိုင်တာမှန်သမျှအကုန်လုံးလုတ်ပေးပါလုတ်မပေးနိုင်တဲ့ကိစ္စကြတော့တမနာကြီးတောင်မှတဝန်လွာ25ကျပ်ပို့ရင်19ကျပ်ပဲပြန်ပြီးတော့မှပါတော့ အတေပြုခံရတာပါကျွန်တော်တို့အစိုးရဘက်ချမ်းဟာလည်းမလုံချင်တာမဟုတ်ပါဘူးကျွန်တော်တို့ရဲ့လုံနိုင်တဲ့အတိုင်းအတာတွေမှာသမရာကြီးကတော့ကန်းကုန်အောင်အကုန်လုံးလုံနိုင်တာမှန်သမျှအကုန်လုံပေးပါဆိုပြီးတော့မှလမ်းညွှန်ထားပြတာဖြစ်ပါတယ်ဒါပေမဲ့အကောင်းဆုံးနီလန်းနဲ့ကလေးတွေစာတင်ကြရေးမပြတ်တာနဲ့စာမွေးနီးလာတဲ့အခြေအနေတွေအကြောင်းကြောင်းထောက်ရှုလိုက်တဲ့အခါမှာကျွန်တော်တို့ဒီမှာအကောင်းဆုံးနီလန်းဟာတော့ဟိုမှာတစ်ချိန်နဲ့တစ်ပြိတ်ထက်နဲ့ဆွန်ွေးတဲ့နီလန်းကတော့အကောင်းဆုံးပဲဒါကြောင့်မလို့ဒါလေးကို ဟိုလက်ခံပေးစေလိုပါတယ်ကျွန်တော်တို့လည်းဒီမှာအထူးသဖြင့်တော့ဒီကပညာရှင်ကြီးများဒီဟာလေးဟာကျွန်တော်တို့အများကြီးရေးကြည့်ပါတယ်ကျွန်တော်တို့နောက်ပိုင်းမှာဒီဥပဒေနဲ့ကျွန်တော်တို့ဆက်ဆက်ဥပဒေတွေကကျွန်တော်တပြိုင်တည်းကိုကျွန်တော်တို့ရေးနေတယ်တပြိုင်တည်းရေးနေတာဖြစ်တဲ့ကြောင့်တပြိုင်တည်းကြေညာပြီးတော့တပြိုင်တည်းကိုကျွန်တော်တို့အကုန်လုံးဆက်ပြီးတော့ဟိုဇက်တိုက်ကျွန်တော်တို့ဆွနေစရာတွေအများကြီးကြံပါတယ်ဒါမှမဟုတ်အမျိုးသားပညာရေးဥပဒေဟာဒါပြဋ္ဌာန်းလဲပြဋ္ဌာန်းပြီးပြီ၁၇ချက်ကသာလျှင် အဓိကဖြစ်တယ်အဲ့ဒီ၁၁ချက်ကိုလည်းပြင်ပေးပါမယ်လို့ဆွန်းွေးကိုကြံနေတဲ့အတွက်ကြောင့်ဒီဆွန်းွေးတာဒီဘယ်မှာပဲဆွန်းွေးဆွန်းွေးဒါကျွန်တော်တို့ဆွန်းွေးဖို့အဓိကဖြစ်တယ်လို့ဒါဒေါက်တာသိန်းလွန်တော်ဒါဆရာကြီးများရောအကုန်လုံးကျွန်တော်တို့ကဒါဟိုအားလုံးခုနကအချိန်ကျညာတယ်ဆိုတာလည်းဟိုမကျညာစေလို့ပါဘူးကျွန်တော်တို့ဒီဟာလေးကိုအားလုံးကဝိုင်းဝန်းပြီးတော့မှပူပေါင်းဆောင်ရွက်ပေးပါလို့ကျွန်တော်အနေနဲ့မေတ္တာရပ်ခံလိုပါတယ်ကျွန်တော်လည်းနည်းနည်းဆွန်းွေးကျင်တယ်ဗျာဟိုတောင်းသားတွေတောင်းဆိုတဲ့ ဆက်တစ်ချက်နှစ်ကြိမ်ထွက်တာပေါ့ပထမကြိမ်ရဒုတိယကြိမ်ပဲပေါ့နော်အဲ့ဒီမှာကြည့်တဲ့အခါမှာ၄ပွင့်ဆိုင်ဆိုတာခင်ဗျားတို့တောင်းဆိုတာပဲ၄ပွင့်ဆိုင်ဆိုတာလေအဲ့တော့ကျွန်တော်တို့က၄ပွင့်ဆိုင်ကိုတော်တော်ပြင်ဆင်ပြီးရမှာတော်တော်တိုင်ပင်ပြီးရမှာကျွန်တော်အချင်းချင်းတိုင်ပင်တဲ့အခါမှာလဲကျွန်တော်တို့သဘောနဲ့တိုင်ပင်လို့မရဘူးကျွန်တော်ဘက်ကအစိုးရဘက်ကနိုင်ငံတော်အကြီးအကဲတမန်ကြီးနဲ့တော်တော်ကတော်တော်နာကကြီးနဲ့တေချာလေးကိုတိုင်ပင်ပြီးရမှာ၄ပွင့်ဆိုင်ကိုကျွန်တော်ဖျက်အောင်လုပ်ခဲ့ရ အခုခင်ဗျားတို့ကလေးဝင်ဆိုင်ရလေဒီခါပြန်ပြီးတော့သုံးဝင်ဆိုင်ကိုပြန်ဆင်းမယ်ဆိုတဲ့ခါကျတော့နည်းနည်းတော့ခက်တယ်ဒါအဲ့တော့လေးဝင်ဆိုင်ကခင်ဗျားတို့ရဲ့အခွင့်အရေးတွေတခုမှမဆုံးရှုံးဘူးမဆုံးရှုံးဘူးအဲ့တော့ဟိုမှာခင်ဗျားတို့ဆိုးနေတဲ့ခါမှာလဲကျွန်တော်တို့ဆိုးအဖွဲ့တွေလည်းပါလာမှာပဲဒါကိုခင်ဗျားတို့ကျွန်တော်ကဟိုဘောလီဘောပေါက်တာမဟုတ်ဘူးဆိုတာကိုခင်ဗျားတို့ပြောခြင်းတယ်ခင်ဗျားတို့အဲ့ဒီခင်ဗျားတို့တောင်းဆိုချက်ပေါ်မှာမူတည်ပြီးတော့ပဲလေးဝင်ဆိုင်ကိုကျွန်တော်လုတ်ပေးတာပဲဖြစ်တယ်အဲ့တော့ခင်ဗျားတို့ကခုထပ်ပြီးတော့ခင်ဗျားတို့သုံးဝင်ဆိုင်လို့ထပ်ပြောပြပြီ ကျတော့ဒါလည်းကျွန်တော်တို့ကတော့အတက်နိုင်ဆုံးဒါကိုလည်းမမြင်ပယ်ဘူးသို့တော်လည်းပဲလေးဝန်ဆိုင်ကြောထားပြီးဖြစ်တဲ့အတွက်လေးဝန်ဆိုင်ကိုကျွန်တော်ဖျောက်လုပ်ပေးမယ်သုံးဝန်ဆိုင်ကြောက်ရင်လည်းကျွန်တော်ထပ်ပြန်တင်ပြပေးမယ်ဒီလိုတော့ပြောပြစီဟိုကျွန်တော်ပြောတဲ့အဓိပ္ပာယ်ကိုဝန်ကြီးတည်တည်ချာချာမရှင်းလို့ဖြစ်ပါလိမ့်မယ်ကျွန်တော်တောင်းဆိုတာသုံးဝန်ဆိုင်မဟုတ်ပါဘူးသုံးဝန်ဆိုင်တောင်းဆိုခြင်းမဟုတ်ဘူးကျွန်တော်ဒီလေးဝန်ဆိုင်ကိုပဲကော်မတီဖွဲ့ပြီးတော့နှစ်ဆင့်လုံးမှာပါရင်လည်းလို့ပြောတာပါအဓိကဆိုလိုချက်က ကျွန်တော်ကတော့ဒီလိုမြင်နေဗျာကိုမကျွန်တော်တို့ရှိရနေလုတ်တဲ့ဥစ္စာကိုလေလွတ်တော်ကနေလွတ်တော်ရဲ့လုံထုံးလုံးဤဥပဒေနဲ့ဤသူကဆွနေမဲ့ဘာဘာညာညာဒါလေးရှိတာကို one break ခဲနဲ့ဖြစ်အောင်ကျွန်တော်ကဟိုမှာပဲသွားထိုင်ပြီးတော့ဒီခွင့်ရေးတွေကတခုမှမဆုံးရှုံးဘူးအဲ့မှာသွားပြီးတော့ကျွန်တော်တို့ဆွနေမှာပဲကျွန်တော်ဆွနေချက်တွေကိုလေသူကပြစ်ပယ်မှာမဟုတ်ဘူးဒါကိုလွတ်တော်ထဲမှာလဲထည့်ပြီးတော့ဒါကိုဆွနေပြီးတော့မှဒါတွေကိုလုတ်ပေးသွားမှာဖြစ်တယ် ခုနဦးစောမြစ်ဖေးပြောတဲ့အချက်မှခမောက်ပါတယ်ဒါဒီအားလုံးကသူကလော်ဘီလုပ်ပေးရမှာကျန်တဲ့လွတ်တော်ကိုယ်စားလှယ်တွေပါအတီးပြုမှဒီဦးတွေကအတီးဖြစ်တာဖြစ်တဲ့အတွက်ဒီပါလွတ်တော်ကိုယ်စားလှယ်တွေအကုန်လုံးဒီမှာ15ယောက်လောက်18ယောက်လောက်ဒီလိုလာတဲ့ခါမှာသူတို့ကဒီသူကျန်တဲ့လွတ်တော်ကိုယ်စားလှယ်တွေကိုရှင်းပြခွင့်ရမှာဖြစ်တယ်ကြောင့်မလို့ဒီဥပဒေကမြင်မြန်နဲ့ထွက်လာမှာဖြစ်တယ်။တမနာကြီးကလည်းဒါကိုဒီဥပဒေနဲ့ပတ်သက်ပြီးတော့လုတ်ပေးနိုင်တယ်လုတ်ပေးလိုက်လို့လည်းအမိန့်ပေးထားပြီးပြီ။လွတ်တော်ကလည်းဒါကိုလုတ်ပေးနိုင်တယ်လုတ်ပေးမယ်လို့ပြောထားပြီးသားဖြစ်တဲ့ဘာမှခက်တဲ့ကိစ္စလည်းမဟုတ်တော့ဘူး။ ကျွန်တော်တို့ဟိုမှာပဲသွားဆွနေတာပဲရှိတယ်ကျွန်တော်တို့ចောင်းသားလီနဲ့ဆက်ရှင်းနေမှာတွေ့တော့လည်းပြောတယ်လွတ်တော်ကုသလေးကြီးများများပါခြင်းတော့နေပြီးတော့မှာပဲလုပ်ပေးပါနေပြီးတော့မှာမလုပ်လို့ရှင်တော့ကျွန်တော်တို့ဒီလိုဟိုပြပြဆုံလုံးမဖြစ်နိုင်ဘူးဒီနေ့တော့မှာသူတို့ကအခုပြန်ဖို့ကားဆောင်ဒါကိုကျွန်တော်တို့ကဒါကိုចောင်းသားတွေကိုလေးထားတဲ့အနေနဲ့ကျွန်တော်တို့ဒီမှာဆွနေပွဲကိုတောက်လျှောက်မပြီးမချင်းလုပ်နေတာဖြစ်တယ်ဆိုတာလေးကိုတင်ပြခြင်းနဲ့ဝင်းကြီးခင်ဗျာအခု တို့ပြောသွားတဲ့အထက်မှာကျွတ်တော်ဘက်ကလည်းလုပေးတယ်ဆိုလုပေးပါသမရဘက်ကလုပေးနိုင်တယ်လုပေးပါလို့ပြောတဲ့အတွေ့ဒီကိုချက်ကိုသဘောတူလိုက်ပြီးသွားပါပြီအဲ့ဒီသဘောတူပေးပါလို့ကျွန်တော်မြစ်တာတဲ့ခါမှာအဲ့ဒါဆိုရင်ကျွန်တော်ဆက်ပြီးလုပ်လို့ရပါတယ်နောက်ဟိုအခုတော့သုံးဝင်ဆိုင်လုပ်ဖြစ်သွားတာဟိုပြည်ချိုင်းဝန်ကြီးဌာနကမလုံနိုင်တာပါသူကသူမလုံနိုင်တာဒါကသုံးဝင်ဆိုင်တို့သဘောပြောက်တော့မဟုတ်ပါဘူးကျောင်းသားတွေကလေးဝင်ဆိုင်ပဲပြောနေပါတယ် ဲ့တော့လွတ်တော်ကိုသွားရင်လေသူတို့ဟို ဖိတ်မယ်ဆိုတော့ဂတိကဝတ်ကိုပဲတောင်းနေတာဒီဒီအဖွဲပါရမယ်အဲအဲ့ဒါပါအဲ့အဲ့ဒါလေးပါဒါပါဟိုအလုံးသဘောတူနေတာဖြစ်လို့ကြောင်းဒါလေးကိုသဘောတူပေးပါလို့ကျွန်တော်ပြတ်တာ ကျွန်တော်တို့အခုနည်းနည်းဟိုပြန်ပြီးတော့ဆွေးနွေးချင်ပါတယ်အဲ့ဒါအဓိကအဖြစ်ကျွန်တော်တို့အခု၄ဘွဲ့ပေါ့နော်ဒီခန်းနာမှာလာပြီးတော့ဆွေးနွေးနေတာကလက်ရှိပညာရေးဥပဒေကိုပြင်ဆင်ဖို့ကျွန်တော်တို့လိုချင်တဲ့အချက်ဆက်တစ်ချက်ကိုဘယ်လိုထည့်သွင်းမလဲဆိုတာကိုဆွေးနွေးနေရမျိုးဖြစ်ပါတယ်အဲ့လိုအခြေအနေမှာဟိုကျွန်တော်တို့အခုကတော့ဒါ pre condition ပဲဆွေးနွေးနေရတော့ပေါ့နော်အချက်ဆက်တစ်ချက်ကိုမရောက်သေးဘူးကျွန်တော်တို့လိုချင်တာကဒီအချက်ဆက်တစ်ချက်ကိုတိတိကျကျကျွန်တော်တို့ဆွေးနွေးချင်တာပါဒီဒီဒီ၄ဘွဲ့၄ဘွဲ့ဆွေးနွေးချင်တာပါပညာရေးဝန်ကြီးဌာနဥပဒေရေးဆွဲတဲ့နေရာမှာအဓိကရေးဆွဲတယ်နောက် ဒီအာလွှတ်တော်ကအတီးကူရယ်ပေါ့နော်နှစ်ဖွဲ့စလုံးပါရမှာပါကျွန်တော်တို့ဒီ NNIA နဲ့ចောင်းသားဒီចောင်းသားဘက်ကဆိုလို့ရှိရင်ကျွန်တော်တို့သပိတ်ကော်မတီနဲ့ပေါ့နော်လေးဖွဲ့လုံးကျွန်တော်တို့ဆွေးနွေးမှသာလဲကြည်ကြည်လည်လည်ဖြစ်လိမ့်မယ်လို့ကျွန်တော်ကတော့ယူဆရရှင့်အဲ့လိုမှမဟုတ်ဖဲနဲ့ကျွန်တော်တို့ဒီမပါဝင်မဲနဲ့ပညာရေးဝန်ကြီးဌာနထပ်ပြီးတော့ရေးဆွဲလိုက်တဲ့စက်တချက်ကိုဟိုအတိတ်ပဲကောက်လွဲပြီးတော့ပေါ့နော်ကျွန်တော်တို့ကရှင်းပြချင်နေတယ်ဘာကြောင့်ကျွန်တော်တို့ဟိုဒီထဲမှာဆိုအချက်လက်အနေနဲ့ရေးထားတာပဲရှိတယ်ကျွန်တော်တို့ ပြပြဝဝရှင်းပြခွင့်တော့မရဘူးလေအဲ့တော့ကျွန်တော်တို့ပြပြဝဝရှင်းပြခွင့်ရအောင်ကျွန်တော်တို့ဘာကြောင့်လိုချင်လဲဘယ်အချက်တွေကိုဘယ်နေရာမှာဘယ်လိုမျိုးလိုချင်လဲဆိုတာမျိုးကိုကျွန်တော်တို့စီမားလေးလေ့လာထားရရှိပါတယ်အဲ့ဒါမျိုးဆွေးနွေးခွင့်မရဘဲနဲ့ပညာရေးဝန်ကြီးဌာနကတစ်ခါထပ်ပြီးတော့နားလည်မှုလွဲပြီးတော့အတည်ပြုလိုက်မယ်ဟုတ်နားလည်မှုလွဲပြီးတော့ရေးဆွဲလိုက်မယ်အဲ့ဒါလွတ်တော်တစ်ခါပြန်ရအောင်လွတ်တော်မှာတစ်ခါထပ်ဆွေးနွေးပြီးရင်ပညာရေးဝန်ကြီးဌာနကိုပြန်ရအောင်မယ်ဆိုတဲ့အဖြစ်မျိုးတွေထပ်ပြီးတော့ဖြစ်လာအောင်ပါလားကျွန်တော်တို့မှာကဟို ခုနပြောသလိုအချိန်ကအရေးကြီးတယ်လို့ပဲကျမတို့ဟိုတခါလဲဆွေးနွေးလိုက်ရင်ဘာဖြစ်လို့မဖြစ်ရလဲဆိုတဲ့အနေထားလည်းရှိပါတယ်ကျမတို့ဒီလေးဘွဲလေးဘွဲခေါ်ယူရခြင်းအကြောင်းအရာလည်းလေးဘွဲဆိုင်ဆွေးနွေးဘွဲကိုတောင်းဆိုရခြင်းအကြောင်းအရာလည်းရှေ့မှာရှိရပြဿနာမျိုးထပ်မဖြစ်ပေါ်လာအောင်ဒီမှာတွေကတခါလဲကျမတို့လိုချင်တဲ့အချက်လက်တွေကိုဆွေးနွေးခြင်းလို့ဖြစ်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်အဲအားလုံးမင်္ဂလာပါကျမလည်းလောက်ဆွေးနွေးပြရပြီ ဘာလို့လဲဆိုတဲ့အခါကျတော့ကျမတို့ဒီဒီအခုဒီကလေးတွေပေါ့နော်သူတို့တင်ပြနေတာဟာအမှန်ဟိုသူတို့အနေနဲ့ကြည့်နေတဲ့သဘာဝကြပါလေဒီဘက်ကလည်းကျမတို့ကလည်းလွတ်တော်ကဏ္ဍကလည်းလွတ်တော်ကဏ္ဍဟိုဘက်ကလည်းသူတို့သူတို့သူတို့တာဝန်နေသူတို့သူတို့ရဲ့ဘောင်နေစီးတွေရှိတယ်ဥပဒေတွေအဲ့တော့ကကျမတို့အရင်တုန်းကအာကျမအခုတော့ကျမပညာချမ်းမှာမြို့သွင်းတဲ့ကလေးတငယ်ဆိုင်ရာကော်မတီမှာအရင်တုန်းကတော့ကျမ NGO NGO မှာအဲ့တော့အဲ့ဒီတုန်းကကျမတို့ ဥပဒေတစ်ခုကျမတို့ထွက်ခဲ့တယ်ထွက်ခဲ့တဲ့အခါကျတော့အဲ့ဒီဥပဒေဆောင်ရွက်တာကကျမတို့အာပြည်သူ့လွတ်တော်ကနေပြီးတော့ဦးစီးပြီးတော့အာဌာနဆိုင်ရာဝန်ကြီးဌာနရောပြည်သူ့လွတ်တော်ရောအာကျမတို့အမျိုးသားလွတ်တော်ကကော်မတီဆိုင်ရာရောနောက်ပြီးတော့ရပ်ဖက်အဖွဲ့အစည်း NGO တွေပေါ့နော် NGO တွေရဲ့သဘောထားရောအဲ NGO တွေရဲ့သဘောထားရောအကုန်လုံးကိုယူပြီးတော့ကျမတို့ကညှိပြီးတော့အဲ့လိုမှဆွဲခဲ့မှုတယ်အဲ့လိုညှိပြီးဆွဲတဲ့အချိန်မှာလောအပ်တာတွေကို အလိုအပ်တိုင်းလိုအပ်တိုင်းဟိုတွဲဆုံမှုလိုအပ်တယ်လို့ထင်တိုင်းအကျွန်မတို့ကဟိုအခမ်းအနားလုပ်ပြီးတဲ့အခါကျတော့ကျွန်မတို့ဥပမာတင်ဃဟိုတယ်မှာဥပမာတနေရာမှာအဲ့ဒီလိုမျိုးတွဲပြီးတော့သူတို့ရဲ့ဆန္ဒတွေကိုတောင်းပြီးတဲ့အခါကျတော့တတ်နိုင်သလောက်ညှိနှိုင်းပြီးတတ်နိုင်သလောက်ဖြည့်ဆည်းပြီးတော့ကျွန်မတို့ဆွဲပေးကြတာရှိပါတယ်သို့တော်လည်းဟိုလုံးဝမရတာနဲ့စာရင် အာအများကြီးကို့အတွက်အခွင့်အရေးရတဲ့အတွက်ကြောင့်မလို့အဲ့ဒီဥပဒေကထွက်သွားပါလေအဲ့တော့အခုလဲသူတို့ကသူတို့ပြောချင်တာလေးတွေဆိုချင်တာလေးတွေသူတို့တင်ပြချင်တာလေးတွေကိုအခုလိုစောင့်ရက်တဲ့အခါမှာလာပြီးတော့ပြောခွင့်ဆိုခွင့်ရမယ်ဆိုသူတို့လည်းတော်တော်လေးဘဝင်ချသွားမယ်နောက်လောကကန်ရတာလည်းတော်တော်လေးအဆင်ပြေသွားမယ်လို့ကျမတို့အဲ့လိုယူဆတဲ့အတွက်ကြောင့်မလို့ကျမတို့ကော်မတီတစ်ခုဖွဲ့ပြီးတရားဝင်ကော်မတီတစ်ခုဖွဲ့ပြီးကျမတို့မပလာမပနိုင်တော့ညာလဲအဲ့အဲ့ဒီလိုဆွေးနွေးတဲ့အခါတွေမှာတော့ကျမသူတို့ရဲ့ဆန္ဒအတိုင်း ဲ့ဒီလိုလက်ခံပြီးတဲ့အခါကျတော့မှဆွေးနွေးပြီးတော့မှပြန်ပြင်ဆင်တာကိုဆောင်ရွက်မယ်ဆိုလို့ရှိရင်ပို့ပြီးအဆင်ပြေမယ်လို့ဒါကျွန်မအချံပြုပါတယ်ကျေးဇူးတင်ပါတယ်ကျွန်တော်လည်းဟိုအမကြီးဒေါက်ခင် YG ပြောသွားတဲ့ပုံတော့ကျွန်တော်လည်းခဏတော့အကိစ္စလေးတစ်ခုရှိလို့အပြင်သွားရပါတယ်ဒီမှာတော့ဆက်ဆွေးနွေးနေကြတယ်လို့သိတယ်အဲ့တော့ကျွန်တော်တို့လည်းဒီလိုပေါ့ဟိုကိုကြီးကိုအောင်မင်းတို့ကလည်းပြောလို့တာကဒီပညာရေးဝန်ကြီးဌာနကဘယ်ဆွဲတဲ့အထက်မှာ ကျောင်းသားတွေကလည်းသူတို့တောင်းဆိုချက်တွေပါလားမပါလားဆိုတာသူသိချင်တယ်ဒါလေးကလည်းအခက်အခဲမရှိနိုင်ဘူးဆွဲပြီးသားဘီလ်ကိုပြပြီးတော့နောက်ထပ်ဘာလုပ်ချင်တယ်လဲဆိုတာညှိဖို့ကိစ္စပဲရှိတယ်ဆိုတာဒါလက်ခံပါတယ်နောက်ဒုတိယတစ်ချက်ကတော့ခုနကတော့ကိုခမောင်ကြီးလည်းပြောသွားပြီအမကြီးတော်ခမောင်ကြီးကဥပဒေဆွဲတဲ့အချိန်မှာကျွန်တော်တို့ကိုဖိတ်ပါဖိတ်ရင်ကျွန်တော်တို့လာပေးပါမယ်အခုလည်းကျွန်တော်တို့လာနေတာပဲလေအဲဒီလိုပုံစံမျိုးနဲ့ကတော့ကျွန်တော်တို့အားလုံးကျွန်တော်တို့ပါဝင်ပူးပေါင်းဆောင်ရွက်ပေးလို့ရတယ်အဲ့လိုဆိုရင်တော့ ကျွန်တော်ထင်တယ်ဒီ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 အခက်အခဲကမရှိနိုင်တော့ဘူးလို့ကျွန်တော်ထင်ပါတယ်ဒါလေဟာအကဲဥအောင်မင်းနေပြီးနေပြီးမတော်ပါဘူးဆိုကျွန်တော်တို့ဆွေးနွေးပွဲလုပ်တော့မယ်ပထမဆုံးဆွေးနွေးပွဲတို့ရန်ကုန်မှာလုပ်မယ်ပြီးတော့တို့နောက်ထပ်ဆွေးနွေးပွဲဆွေးနွေးပွဲတို့နေပြီးမှာလုပ်ရင်ဟိုကောင်းမယ်ဒါမှလည်းညို့တို့ကိုယ်စားလေလက်အကုန်ပါနိုင်မယ်တို့လည်းဟလာတို့အကြီးကြီးရှိမှာအမိတ်လမ်းယူလို့ရမယ်တို့ဆုံးချက်ယူလို့ရမယ်ဆိုတာဟာမျိုးပြောပါတယ်အဲ့တော့အခုပုံစံကျွန်တော်လေးပွဲဆိုင်ဆွေးနွေးရို့ထပ်ပြီးတော့ ထပ်တွေးလိုက်မယ်တွေးပြီးတော့၁၁ချက်ကိုဆွေးနွေးလိုက်မယ်ဆိုရင်ပို့ပြီးကောင်းသွားလိမ့်မယ်အကယ်တို့အကယ်နေပြည်တော်မှာလူဆုံမယ်ဆိုရင်ရပါတယ်နေပြည်တော်မှာလောက်ပါကျွန်တော်တို့အနေနဲ့တက်နိုင်ဆုံးစူးစမ်းပေးပါမယ်ဒါကျွန်တော်တို့ဘက်ကပြီးနိုင်တဲ့အဖြစ်ပါဟုတ်ကဲ့ဟိုကျွန်တော်တို့တောင်းထားတဲ့ဒီပေါ့ကျွန်တော်တို့ပြောထားတဲ့ကောမဒီကိစ္စလေးပေါ့ကျွန်တော်တို့အဲ့ကောမဒီကိစ္စလေးလည်းတစ်ခါထပ်လိုက်လို့ရှိရင်ကောင်းမလား လေးဝက်လေးဝက်ဆံကိုပဲဘယ်မှာဆက်လုပ်မလဲဆိုတာကိုစဉ်းစားပြပါခင်ဗျဟုတ်ကဲ့ကျွန်တော်တို့ကလေးဝက်ဆံရတော့ဒီကားတော့နေပြတော်မှာပဲလောက်ကြရအောင်ဘာလို့ဆိုအခုတော့မှတတော်ကိုယ်စလေကြီးတွေကျွန်တော်တော်တော်အားနာနေပြီကျွန်တော်ကသူ့ကိုတောင်းပန်ပြီးတော့နေခိုင်းထားတာလေအဲ့တော့ဟိုနေပြတော်မှာကျွန်တော်လုံးလို့ရပါတယ်အဲ့တော့ဒီလိုလုပ်ရင်ရမလားမသိဘူးဗျာ ီချက်တရားလဲကျွန်တော်တို့ဟိုမကြောသေးတော့လေကျွန်တော်တို့လေးဝန်ဆိုင်ဆွေးနွေးပွဲကိုဘယ်နေ့ဘယ်နေ့နေပြီးတော့မှလုပ်မယ်ဆိုတာလေးနဲ့ဖြတ်လိုက်ရင်ရမလားခဏ precondition ကိုမပြတ်သေးတဲ့ကိစ္စကိုကျွန်တော်ဘယ်လိုဆက်စဉ်းစားမလဲ precondition ကတော့ဟိုကျွန်တော်အပိုင်းပေါ့ဗျာကျွန်တော်အစိုးရအပိုင်းပေါ့ဒီထဲမှာခင်ဗျားတို့ရေးထားတာရှိတယ်ဟို6ကခုက6ကိုကြော်လိုက်ရင်9ကဒီမိုကရေစီပညာရေးသပိတ်တွင်ပါဝင်သူ ဒီသူကိုမှတပိတ်နဲ့ပတ်သက်ပြီးရေးယူခြင်းမပြုရအဲ့ဒါလဲခမရတို့ရှင်နေမဲ့ကျွန်တော်နိုင်ငံတော်သမ္မတကြီးစီကိုပြေးပြီးတော့မှမှနိုင်ငံတော်သမ္မတကြီးရဲ့ခွင့်ပြုချက်နဲ့ခမရတို့ကိုကျွန်တော်နေပြီးတော့မှပြောလိုက်တာဖြစ်တယ်ခမရတို့ကိုကျွန်တော်ပုတ်ပါးထီတာဝန်ယူမယ်လို့ပြောထားတာပေါ့နော်အဲ့တော့ပုတ်ပါးထီကတော့ကျွန်တော်ဆက်ပြီးတာဝန်ယူပေးမယ်ပုတ်ပါးကနေဒီဘက်ကိုကြော်လာတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်သမ္မတကြီးကိုဆက်ပြီးပြင်ပြမယ်ဒါတော့ကျွန်တော်ချက်ချင်းပေးလို့မရပါဘူး ဲ့တော့ကျွန်တော်ဒီမှာတစ်ဆက်တည်းပြောချင်တာတော့လေးပွင့်ဆိုင်ဆွေးနွေးပွဲလဲစနေပြီခင်ဗျားတို့ကဒီမှာတပိတ်ရန်နာမယ်လို့ရေးထားတဲ့ခါမှာခင်ဗျားတို့ကရန်နာတာနားတာပဲဖြစ်တယ်ဆက်လုပ်လို့ရတယ်ဘာညာခင်ဗျားတို့ပြောကြတာရှိတယ်ကျွန်တော်တို့အစိုးရဘက်ကခင်ဗျားတို့တပိတ်လှန်ဖို့အတွက်ကျွန်တော်တောင်းဆိုပါတယ်တပိတ်လှန်မှာခင်ဗျားတို့အခုလေးပွင့်ဆိုင်လဲစနေပြီပဲအဲ့ဒါကြောင့်မလို့ခင်ဗျားတို့ပုပ်ပါအထိကျွန်တော်တာဝန်ယူထားတဲ့နောက်ထပ်ထပ်ပြီးတော့ခင်ဗျားတို့ဆက်ပြီးခြေတက်လာတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်လူကြီးတွေထပ်ပြီးတင်ပြပေးမယ် အဲ့တော့ခင်ဗျားတို့ကျွန်တော်ဘက်ကတော့ဒီလောက်ပဲပြောလို့ရတယ်အဲ့ဒါကိုပဲဒီတိုင်းပဲကျွန်တော်ပြောပြရတယ်ဟုတ်ကဲ့ဝင်းကြီးကျွန်တော်တို့ကျောင်းသားတွေဘက်ကဒီတပိတ်မလန်တာကလည်းကျွန်တော်တို့ကခေါင်းမမာနဲ့ဒီဘာမှညှိနှိုင်းမှုမရှိဘဲနဲ့ကိုလှုပ်ချင်အောင်ဆက်လှုပ်ချင်လို့မဟုတ်ပါဘူးအဓိကဒီစပြီးတော့တပိတ်မှောက်မယ်လို့ဆုံးဖြတ်လိုက်ခရေကကျွန်တော်တောင်းဆိုတဲ့အချက်တစ်ဆက်ဆက်တစ်ချက်ကိုပြင်ပြီးမှသာလင် တပိတ်လံမယ်ဆိုတော့သဘောတူညီချက်မူလသဘောတူညီချက်ကြောင်းခရိုင်တူတူမှရှိပါလားအဲ့ဒါဝင်ကြီးအနေနဲ့ဒီမန္တလေးနဲ့ရန်ကုန်ကိုခြိတက်ပြီးတော့တပိတ်မောက်နေတဲ့ကျောင်းသားကျောင်းသူတွေရဲ့သဘောဆန္ဒကိုလည်းလေးစားတော့အပြင်ဒီကျောင်းသားကျောင်းသူတွေကိုဆိုရခုတာသမီးတွေကိုရင်ဝယ်သားတွေလို့သဘောထားပြီးသူတို့ရဲ့လုံခြုံရေးနဲ့သူတို့ရဲ့ စိတ်ဆန္ဒအခြေအနေကိုနားလည်ပြီးတဲ့အနေနဲ့ရန်ကုန်တိလျှောက်တာကိုလည်းခွင့်ပြုပေးပါသူတို့ရဲ့လုံခြုံရေးလည်းတာဝန်ယူပေးဖို့ကျွန်တော်တောင်းဆိုပါတယ်ကျွန်တော်ကကျွန်တော်ကဒီကနေခင်ဗျားတို့ပညာရေးအဖွဲ့ကိုကြားဖြတ်လိုက်လာတာဗောနော်အဲ့တော့ကျွန်တော်လည်းဒီဥစ္စာကိုအတက်နိုင်ဆုံးကိုတနည်းကခင်ဗျားတို့တောင်းတာဝဲလောင်ကိစ္စတွေကိုကျွန်တော်အတက်နိုင်ဆုံးထိမ့်ပေးရတာဗောနော်အဲ့တော့ ျွန်တော်တာဝန်ယူမယ်ဆိုတာကိုပုပ်ပားတိကျွန်တော်ပြောခဲ့တာပေါ့အဲ့တော့ပုပ်ပားကြော်တဲ့ခါကျတော့ဒါကျွန်တော်ရှိမှာတာဝန်ယူရှိတော့အဲ့တော့ကျွန်တော်ကပြန်တင်ပြပေးရမယ်တာဝန်ပဲရှိတယ်အဲ့တော့ကလည်းခင်ဗျားတို့ဒီမှာတပိတ်လှမ်းမာလို့ရေးတဲ့ပြောတဲ့ခါမှာခင်ဗျားတို့ရှိရပဲဒါကိုရန်နာပါလို့ပြောင်းရေးပေးပါကျွန်တော်ကအဲ့ဒီမှာပထမဆုံးစာရေးထားတာကចောင်းသားများနေဖြင့်ညီနိုင်ဆွေးနွေးမှုစတင်နည်းနည်းတွင်မိမိနေရများသို့ပြန်ကြည့်လို့ပြောတဲ့အခါကျတော့အဲ့မှာဈေးဆက်တာပေါ့ ။ဘာစစ်စစ်ဆယ်လို့ဆိုရင် နေရမပြတ်မဲနဲ့ကြောင်းပြန်လို့မရဘူးလား။ဒါလေးမထွက်ပါနဲ့။ဒါကြောင့်မလို့တပိတ်ရနာမီဆိုတာလေးကိုရေးပေးပါဆိုလို့ကျွန်တော်ကကျွန်တော်ကတပိတ်လှမ်းမဲ့ကိစ္စကိုခင်ဗျားတို့ဈေးစစ်လို့တပိတ်ရနာသွားမီလို့ရေးပေးတာပဲဖြစ်တယ်။အဲ့တော့ကျွန်တော်ကတော်တော်လေးစူးစမ်းပြီးဆောင်ရွက်ခဲ့ပြီးဖြစ်တယ်။ကြောင်မလို့လူကြီးတယ်လေဒီဆွေးနွေးပွဲကိုကုစားနေနေမှာတော့တပိတ်တော့လှမ်းပြီလို့ဆိုတာကိုကိုကနေဒီတိုင်းပဲနားလေထားတယ်။အဲ့ဒီနားလေထားတော့တော့ကျွန်တော်ပြောပြမိမယ်။သို့တော်လည်းပဲကျွန်တော်တာဝန်ပြောဆောင်မယူနိုင်သေးပါဘူး။ ကျွန်တော်အမိမရသေးတဲ့အတွက်ကျွန်တော်ဝန်နှင်းဖြစ်ဘူးကျွန်တော်ဘက်ကခိုင်ခိုင်မာမာပြောတာတော့ဒီနေ့ဆွေးနွေးပွဲစတင်ပြီနောက်တက်လဲဆွေးနွေးပွဲဆက်လုပ်ဖို့လဲကျွန်တော်တို့ကဆုံးဖြတ်ပြီးပြီအဲ့ဒါကြောင့်မလို့ခင်ဗျားတို့တပိတ်လှန်ပါလို့ပဲပြောချင်တယ်ကျမတို့အကြောင်းသားတွေအနေနဲ့ကကျမတို့အစိုးရရဲ့ပြောထားတာကျမတို့စရိယပြောထားတာရှိပါတယ်ကျမတို့တောင်းဆိုထားတဲ့အချက်တွေရှိပါသေးတယ်အခုအချိန်မှာတော့မှကျမတို့ဒီဆွေးနွေးပွဲကချောချောမွေ့မွေ့မဖြစ်သေးပါဘူးကျမတို့အခုအချိန်မှာတော့စိန်ခေါ်မှုတွေအများကြီးနေရင်ဆိုင်နေရတာပါပဲ ဟောဒီလိုအနေထားမျိုးမှာဒီကျောင်းရပောင်း60အတွင်းမှာမဖြစ်ခဲ့ဆွေးနွေးပွဲကရပောင်း60အလွန်ចောင်းသားတပိတ်တွေចောင်းမို့လို့ဒီဆွေးနွေးပွဲကပြန်ပြီးတော့ကျောင်းဒီဆွေးနွေးပွဲအကောင့်ထဲပေါ်လာပြီအဲ့လိုအနေထားမျိုးမှာကျွန်တော်တို့ဒီဆွေးနွေးပွဲကိုပေါ့ဆက်ပြီးတော့ဘလို့ရလက်ကောင်းကောင်းထွက်မလဲဆိုတာဒီတပိတ်တွေရဲ့အနေထားပေါ်မှာလည်းကျွန်တော်မူတည်ပါတယ်နောက်တစ်ခုကကျွန်မထပ်ပြောချင်ပါတယ်ចောင်းသားတွေကငင်းငင်းချမ်းချမ်းအဲသူတို့စီကံရှိရှိနဲ့ သူဆန္ဒထုတ်ဖော်နေခြင်းဖြစ်ပါတယ်သူတို့ရဲ့အလိုရှိနေတဲ့အရာကိုသူတို့ငငိမ့်ချမ်းချမ်းနဲ့တောင်းဆိုနေတာဖြစ်ပါတယ်ရှင်အဲ့လိုငငိမ့်ချမ်းချမ်းနဲ့တောင်းဆိုနေတာကိုအကြမ်းဖက်ဖြုတ်ခွင်းမှုမျိုးပြုလုပ်လာမယ်ဆိုရင်တော့ခုနကတော့ငါလူကြီးမင်းတို့ပြောတဲ့ဒီငငိမ့်ချမ်းတရားဥပဒေစိုးမိုးရေးတို့ငငိမ့်တည်ငြိမ်မှုကိုပြတ်ပြားစေတာမျိုးဆိုတာမျိုးကဒါဟိုဗုဒ္ဓတူရဲ့အပေါ်မှာပဲမူတည်ပါလိမ့်မယ်လို့ကျွန်တော်တို့ယူဆပါတယ်ရှင်ကျွန်တော်လည်း ညဉ့်ညဉ့်ရို့လိုလားပါတယ်။နောက်ចောင်းသားတွေအေးချမ်းချမ်းနဲ့ဖြစ်တာကိုလိုလားပါတယ်။ចောင်းသားတွေကိုလည်းအဲကျွန်တော်တို့ညီကိုမောင်နှမသားသမီးတွေလိုပဲကျွန်တော်ယူဆပါတယ်။ကိုညီကိုမောင်နှမကိုသားသမီးတွေရှိရင်လည်းကျွန်တော်တို့မကြိုက်ပါဘူး။သို့တော်လည်းပဲနှစ်ဖက်ဖြစ်တာဖြစ်တဲ့အတွက်နှစ်ဖက်စီကတ်နေတော့လိုက်နာဆောင်ရွက်ဖို့လိုအပ်တယ်ဆိုတာကိုပြောချင်တယ်။အဲ့တော့ကျွန်တော်တို့ကလည်းဒီဘက်မှာခင်ဗျားတို့ ਨੇ အကျိတ်နဲ့ဆွေးနွေးပြီးကမှာ ခင်ဗျားတို့ရှေ့ရင်သမရာကြီးရှိသွားလဲအောင်မယ်ပြီးရင်သမရာကြီးရှာနေအမေယူပြီးပြန်လာမယ်ဆိုပြီးတော့ခင်ဗျားတို့ရှေ့ရင်ကျွန်တော်သွားတာပဲလေသွားပြီးတော့မှသမရာကြီးကိုဒါလေးတော့လုပ်ပေးပါ